လူတွေကတော့ဒုက္ခဒုက္ခဆန္ဒလိုက်ဆင်းရဲလိုက်နဲ့လူဘဝဟာဆင်ပြေလိုက်မပြေလိုက်နဲ့ဘဝမှာဒီလိုနေကြတာအစင်တစိုက်အဆင်ပြေနေတယ်ဆိုတော့မရှိကြဘူးပေါ့နတ်တွေကြတော့ဒီလိုမဟုတ်ဘူးသူတို့ကဆန္ဒဒုက္ခများတဲ့ပုံဖြစ်လာဖြစ်လာသည့်အတွက်ကြောင့် ကုသကံရဲ့အကျိုးတရားကိုသူတို့ပိုးပြီးတော့ခံစားကြတယ်။နတ်တည်းရဲ့ဘုံကိုနတ်လောကနတ်တည်းရဲ့အခြေအနေကိုမြတ်စွာဘုရားကကမ္မဖလူပစီဝီကံတရားကိုမှီပြီးတော့သက်ရှင်တဲ့သဘောမျိုးလို့ဒီလိုဟောတာ။နော်လုံလဝိရိယထုတ်ပြီးတော့သူတို့ဟာသာဝတ္တိရဲ့အတွက်ကြိုးစားကြတာမဟုတ်ဘူး။ကံကောင်းရင်ကောင်းတယ်လို့ဆိုတာ

လူဘဝမှာချမ်းသာကြွယ်ဝသွားကြတဲ့ပုဂ္ဂိုလ်တွေရှိတော်လူတွေရဲ့ဘုံဘဝကိုမြတ်စွာဘုရားကဥထာဏဖလူပစီဝီဥထာဏဖလဆိုတာဥထာဏဆိုတာလုံလဝီရဲ့တက်တက်ကြွကြွကြိုးစားအထုတ်တဲ့ဖလကအကျိုးတရားဥပစီဝီကမိပြုပြီးတော့သက်ရှင်ရတယ်လူဘဝဆိုတာကြိုးစားမှယုံကံမှထက်တန်းရောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အများစုဒီလိုဟောတာ အဲ့တော့နတ်တွေကတော့ကံကြီးကျိုးပို့ပြီးတော့တေးကြဒါကြောင့်မို့လူ့ဘုံလူလောကကိုနတ်တွေကအမြဲတမ်းကဲခတ်နေကြတယ်တရားမင်းကြီးစီ လူလောကရဲ့အခြေအနေတွေကိုဥပုံနေတိုင်းလို့လို့အစဉ်ခံစားတက်ကြရတယ်ပေါ့သူတို့မှာနတ်သဘင်စီဝေးရောက်တန်းရောက်တန်းလူပြည်ကလူတွေဟာ ကုသကောင်မှု ပြုကြရလားဆိုတာကိုအမြဲတမ်းကဲခတ်တယ် သတင်းယူကြတယ်။ဘာကြောင့်သတင်းယူတာတော့လို့ဆိုလူပြည်ကလူတွေကုသကောင်မှုပြုတ်တဲ့လူတွေများမှနတ်ပြည်မှာစီကားတာဖြစ်တယ်။ကုသကောင်မှုမပြုတ်ကြဘူးလူတွေကမေးမေးလျော့လျော့ဒုစရိုက်တွေလွန်မှုနေပြီဆိုရင်နတ်ပြည်ကတဖြည်းဖြည်းခြောက်ကပ်သွားတယ်လို့နတ်ဥယျရောပါပြီ။ဖဲသွားစီးနေတော့ဆိုအပဲလေးပုံသွားစီး